DVB ရုံမြင့်တန်ကြားကြည့်ရှုနေသောကျောင်းသူကျောင်းသားများအားလုံးမင်္ဂလာပါဆရာကတော့ဥနေအုပ်စိန်ပေါ်ဖြစ်ပါတယ်ပြမတော့ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနမှာနိဗ္ဗာန်ဆရာအနေစပြီးတော့သင်ကြားခဲ့ပါတယ်နောက်ပိုင်းမှာ အစိုးရအလုပ်ကနေအနားယူပြီးတော့ကိုပိုင်အင်္ဂလိပ်စာသင်တန်းကျောင်းဖွင့်ခဲ့တာနှစ်ပေါင်း40ကျော်ကြာခဲ့ပါပြီဆရာတို့ဆယ်တန်းအင်္ဂလိပ်စာ ပြဋ္ဌာန်းချက်ကဘာတွေလဲလို့မေးရင်ဖတ်စာအုပ်ကိုကြည့်လိုက်ရင် အခန်း14ခန်းဖြစ်တာကိုတွေ့ရတယ်အဲ့ဒီအခန်း14ခန်းမင်းတို့သိပါတယ် the calendar စတာ helen keller အထိ အဲ့ဒီ14ကဘာလို့ရမှာလဲလို့မေးရင်အဲ့ဒီ14ကကဖတ်ထားရမှာပါနာလေအောင်ဖတ်ထားရမှာပါအလွတ်ချက်ထားရမှာလားလို့မေးရင်မဟုတ်ပါဘူးအလွတ်ချက်ထားစရာမလိုပါဘူးဖတ်ရုံနဲ့ဖတ်ထားရမှာပါတစ်ခေါက်လောက်ဖတ်လို့နားလေရင်ပြန်ဖတ်စရာတောင်မလိုပါဘူးဒါပေမဲ့လည်းနားလေရခက်တဲ့အခန်းလေးတွေရှိတယ် looking good to advertisement ဆိုအဲ့ဒါဆိုတော့2ချိန်3ချိန်လောက်ဖတ်ထားဖို့လိုလိမ့်မယ်တော်တော်အခန်းတစ်ခန်းကိုအချိန်20 30ဖတ်ဖို့မလိုပါဘူးသူကနားလည်ရင်ကိုပြီးပြီဘာဖြစ်လို့လဲဆိုအဲ့ဒီထဲကစာပိုက်တွေကိုသူယူပြီးတော့ဖတ်စာအုပ်ထဲကစာပိုက်တွေကိုမိကုန်းလွှာထဲမှာပြီးတော့မှာအဲ့ဒီလိုပြီးတဲ့အခါဖတ်တတ်ဖို့ပဲလိုပါတယ်နားလည်ဖို့ပဲလိုပါတယ်အလွတ်ရဖို့မလိုပါဘူးဒါကြောင့်မလို့14ခန်းစလုံးဖတ်ထားပါဘာမေးမလဲဆိုတာကိုမသိတဲ့အတွက် ရွေးချယ်လို့မရပါဘူးလေကန်စလုံးကိုဖတ်တတ်ရပါမယ်တခါတခါလှုပ်လို့လည်းမရပါဘူးဘာလို့လဲဆိုတော့အဲ့ဒီလှုပ်လိုက်တဲ့အခါပါလာရင်မဖြေနိုင်ပဲဖြစ်မှာဆိုလို့နောက်ထပ်ဘာပြထားသေးလဲဆိုရင်ကပြာခုနှစ်ပုတ်နောက်ကပြာခုနှစ်ပုတ်ကဘာလို့ရမှာလဲလို့မင်းကပြာခုနှစ်ပုတ်ကတော့အလွတ်ကျရမှာပါခုနှစ်ပုတ်စလုံးကို အလွတ်ရအောင်ကြက်ပါအခုလောက်ဆိုရင်ကြက်ပြီးပြီလို့ယုံကြည်တယ်နောက်ပြီးရင်လဲဒီကဗျာတကယ်ရမရသိရအောင်ပြန်ရေးချကြည့်ပါနှုတ်ကမဆိုပါနဲ့ဆရာတို့ဆရာလမ်းဆောင်မွေးကနှုတ်ဖြေမဟုတ်ပါဘူးရေးဖြေတာပါအဲ့တော့ချရေးပါကွန်တပုတ်စလုံးတပုတ်ပြီးတပုတ်အကုန်လုံးစကလုံးစလုံးပေါင်းအစားအလုံးမှတ်မိဆိုရင်ဒါပြီးပါပြီအဲဘာဖြစ်လို့ကြဲရတာလဲလို့မေးရင်ဆရာတို့ပုတ်စာနံပါတ်3မှာ fill in the blanks လို့ခေါ်တဲ့ ဒီကွက်လပ်ဖြေတဲ့ပုစာမှာပထမစလုံး၅လုံးကအခန်း14ခန်းနဲ့ရသူမေးတယ်အဲ့ဒါဖြေနိုင်ဖို့တိတ်မလွယ်ဘူးဘာလို့လဲဆိုတော့14ခန်းမှာစလုံးနေအများကြီးစလုံးပေါင်း900အထက်ရှိတယ်ဒါဟိုဘယ်เจ้าသူဘယ်เจ้าသားမှာတလုံးမကြအလွတ်မရနိုင်ပါဘူးဒီအတွက်ကြောင့်ကဗျာ9ပုတ်ကဗျာအတူလေး9ပုတ်အဲ့ဒီထဲကလည်း9လုံးမေးတယ်ဒါဆိုရင် ချက်ငိမ်ကြည့်ရင်သိတာပါတယ်။ကဗျာခုနှစ်ပုတ်ထဲရ၅လုံးကရလွယ်တယ်။တန်တယ်။ဖတ်စာအုပ်ထဲရ၅လုံးကရဖို့ခက်တယ်မတန်ဘူးလို့ပြောကြပါတယ်။ဒီအတွက်ကြောင့်ပုတ်စာ၃ဥအတွက်စိတ်ချရအောင်ကဗျာခုနှစ်ပုတ်ကိုထပ်ခါတလဲလဲကျထားသင့်တယ်။နောက်တတိယဘာပြထမ်းထဲထားသေးတယ်လဲဆိုရင်စာကြောင်းဆက်တာလေးတွေစာကြောင်းပြောင်းရတာလေးတွေ direct ကနေ indirect active ကနေ passive no sooner than အဲ့လိုရေးတာလေးတွေကိုလည်းသူကဖတ်စာအုပ်ထဲမှာကြည့်လိုက်ရင် အမျိုးပေါင်းကို30လောက်ထည့်ထားတယ်အဲ့ဒီထဲကနှစ်တိုင်း10မျိုးနင်းတက်တက်ခုတချောင်းပေါ့နော်တချောင်းစီးပဲမိတာပါဆိုတော့အဲ့ဒီအမျိုး30နဲ့ပတ်သက်ပြီးတော့เจ้าတို့เจ้าသားတို့များကြီးတယ်သူကများတော့ရောကုန်တယ် ရောကိုပြီးတော့တကယ်တမ်းသွားဖြည့်တဲ့ခါကျမှားကုန်အောင်အဲ့တော့မနိုင်ရင်ဆရာပြောတဲ့30စလုံးကြည့်စရာမလိုဘူးမိကွန်အဟောင်းနေပြန်လေ့လာလိုက်တချို့အစာချောင်းဆက်တာဆိုလုံးဝလုံးဝကိုမမေးပါဘူးတချို့အစာချောင်းဆက်တာဆိုရင်လည်းဒီ15နှစ်အတွင်းမှာတခါလာပဲမေးတယ်တချို့စာကြောင်းဆက်တာတွေကအရန်လွယ်တယ်လို့ချို့စာကြောင်းဆက်တာတွေကအရန်ခက်တယ်။ Active passive direct indirect ကလွယ်ရင် ကျန်တာတွေကလွဲတာပဲသူကအမေးမြတယ်ခက်တာအမေးနေပါတယ်ခက်တာတွေကြီးရွေးမေးရင်လည်းအကုန်လုံးတုံညာဖြစ်ကုန်မှာပဲအဲ့တော့သူကညှာပါတယ် active passive direct indirect ဆိုရင်ចောင်းသူចောင်းသားတိုင်းအခက်ခဲတွေ့တယ်ဒါလည်းသူသိပါတယ်မိကုန်ထုတ်တယ်လူကအဲ့တော့ကျန်တဲ့ရှစ်ခုကိုသူကလွယ်တဲ့အမျိုးအစားမေးတတ်ပါတယ်အဲ့တော့ဆရာပြောချင်တာက active passive direct indirect အများများအခက်ခဲတွေ့နေခေါင်းရှုပ်မခံနဲ့ကျန်တဲ့အမျိုး28ခုတွေက လွယ်တာ၁၄ခါ၆ခုရှိတယ်အဲ့ဒါလေးကိုရွေးထုတ်ရွေးထုတ်ပြီးတော့ထက်ခါတလဲထက်ခါတလဲလေ့ကျင့်ပါလို့မှားခြင်း ਨੇ အားလုံးမိကွန်းဆေပုတ်စလုံးဆရာခြုံပြောရမယ်ဆိုရင် အားလုံးပြန်ပေါင်းမယ်၁ read the passage read the passage ဆိုတာကဖတ်စာအုပ်ထဲက၁၄ခါနဲ့ကသူတခန်းပြမယ်ဘယ်အခန်းလဲပါမလဲအရင်ကြည့်ဘူးကွက်လ၅ခုမိကွန်း၅ခုပြီးတော့မှာကွက်လ၅ခုဆိုတာက အင်္ဂလိပ်လိုဖတ်တာသလားလို့သူစစ်တာမေဂွန်၅ဦးကတော့အင်္ဂလိပ်လိုရေးတာသလားလို့သူစစ်တာအဲ့ဒီတော့အဲ့ဒီစာပိုက်ကလေးတွေနဲ့ပတ်သက်တဲ့အဲ့ဒီ legend ကကွာလ၅ဦးမေဂွန်၅ဦးကိုတနည်းပတ်လုံး legend ထားရပါလေဆဲမှတ်ပေးပါတယ်လေးမှတ်ရရင်အောက်မှာဝင်ပါတယ်ကွာလ၅ဦးမှာနှစ်ခု ဖြည့်တယ်မှတ်မယ်မေဂွန်၅ဦးနှစ်ခုမှတ်မယ်ဆိုရင်ဒါအောက်မှာဝင်ပါပြီဂုံသူသမားကတော့အကုန်မှတ်မှုလိုတယ်ပုံစံနှစ် close type ဆိုတာကလည်း ဆလေးခန်းနဲ့တခန်းကိုရွေးထုတ်ပြီးတော့ကွက်လာ20လောက်ထားတယ်။အဲ့ဒီကွက်လာ20ရဲ့အဖြေစကလုံးများအပေါ်မှာ ပေးထားတယ်။တော်တော်များများအလွတ်ချက်ဖြေတယ်။အမှန်မှအလွတ်ချက်ဖြေဖို့မလိုဘူး။ဆရာအောင်မေးတယ်ဘာလို့ချက်ဖို့မလိုဘူးလဲ။ချက်ဖို့မလိုတဲ့အကြောင်းရင်းကအဖြေပေးထားလို့။ကျောင်းသားတွေသိရမှာဘယ်စလုံးဘယ်ကွက်လာမှာထည့်မလဲဆိုတာသိရမှာဘလို့သိနိုင်မလဲ။များများလေ့ကျင့်သိတယ်။ များများလေ့ကျင့် A ဆိုဆိုလို့နေဒီနားထည့်ရတယ် TO2 ဆိုတာဒီနားထည့်ရတယ် THC ဆိုတာဒီနားထည့်ရတယ်ဆိုတာတပြေပြေသိလာလိမ့်မယ်လေ့ကျင့်မှုမရှိရင်တော့ဘလို့မှမသိနိုင်ဘူးအဲ့တော့လေ့ကျင့်မှုကအဓိကပုံစံသုံးဆရာအကြမ်းမြင်အဖြစ်ပြောလိုက်ပါပြီကွက်လဆယ်ခုအလွတ်ဖြေခိုင်းနေဖတ်စာအုပ်သေးကကွက်လ၅ခုကခက်ပါတယ်မှတ်ပါတယ်စလုံးသိပ်များလို့အဲ့တော့ကပြာခုနှစ်ပုတ်တာအလွတ်ရရင်ပုံစံသုံးလဲအောင်မှတ်ဖွဲ့ပါတယ်ပုံစံ၄အလွတ်ဖြေမိခွန်း၅ခုရှိတယ် ငါးခုမှာပထမနှစ်ခုကတော့ခက်တယ်မှန်တယ်ဖတ်စာအုပ်က14ခန်းရှိတယ်ရှိသမျှမေးခွန်းတွေအကုန်ကြက်မယ်ဆိုရင်မေးခွန်းရာနဲ့ကြီးကုန်နေမယ်ပြီးတော့လဲပဲမေးကိုကြက်ထားတဲ့အတိုင်းလဲမေးချင်မှမေးတာကိုကဟောင်းနဲ့ကြက်ထားတယ်ဟွက်နဲ့မေးချင်မေးသွားတာအဲ့တော့မြန်မာပြည်ကကျောင်းသူကျောင်းသားတွေကကြက်ထားတဲ့အတိုင်းဖြစ်မှာပဲဖြစ်တတ်တယ်ပြောင်းလဲပြီးတော့မဖြစ်တတ်တဲ့အားနည်းချက်ရှိတယ်အဲ့ဒီတော့တင့်နဲ့ ပထမဦးဆုံးမိကွန်းနှစ်ခုကတော့အော်ခံထားတော့ညားလေအစင်မပြေကြဘူး say something ဆိုတာအပိုင်ဖြေရတယ်သူကအမှတ်လကားပေးတာ say something ကပေးခန်းလေလို့မိတယ်စာကြောင်းကြောင်းပေးတယ်ဖတ်လိုက်တာနဲ့သိပါတယ်အဲ့တော့အခန်းကောင်းစဉ်လေးတွေချက်ထားဖို့လိုတယ်ပြီးတော့အဲ့ဒီဘာကြောင့်မပါတဲ့ heat ရှိတဲ့ it တွေသေးတွေမြင့်တာပြီးဘာဝရင်ညွှန်းလဲလို့မိတယ် heat ရှိတဲ့ it တွေသေးတွေရဲ့အဖြေဒီဘာကြောင့်ရှေ့ပိုင်းမှာရှိတယ်ဒါအလို့ အလကားပေးတယ်လို့ဆရာတော်မြင်တယ်။နောက်ဒုတိယတပုတ်ကျတော့စကားတခွန်းပေးတယ်ဘသူကဘသူပြောတယ်လဲလို့မေးတယ်။စကားပြောတာလဲသုံးငံ့မယ်ပါတာပဲ။ပုံမြင် too much knowledge or with to do dreams who come true net hope buddy helen keller ရှားကြည့်လိုက်စကားခန့်တခန့်မှာစကားဆယ်ခွန်းကျော်ကျော်ပဲပါတယ်။အဲ့ဒါလေးကိုဘသူကဘသူပြောတယ်ဆိုတာမှတ်လိုက်ရင်နောက်တစ်မှတ်ရပြန်ပြီ။စကားရဲ့အထိပ္ပယ်ကြက်လိုက်လို့ရှိရင်တော့နှစ်မှတ်ဖြစ်ပြီပေါ့နော်။ နောက်ဆုံးတက်မှတ်ကတော့ကဗျာစကပြေကဗျာစကပြေကလည်းခုနှစ်ပုတ်စလုံးရဲ့စကပြေတွေပေါက်လိုက်ရင်90လောက်ပဲရှိတယ်ဟိုမေးခွန်းလို့ຢာနဲ့မရှိဘူးအဲ့တော့ तू ကတကယ်ဆိုပိုတောင်တန်တယ်အဲ့တော့ချိန်ကြည့်လေအောင်မတ်လိုချင်နေဆိုရင်အလေကနှစ်ပုတ်စေးဆမ်သိန်းကိုလေးမှအပြည့်ဝင်အောင်ဖြေလိုက်ရင်အောင်ပြီပေါ့ ပုစာ၅ပုစာ၁နဲ့တူတူပါပဲနောက်ထပ်စာပိုက်တစ်ပိုက်ပေးပြီးတော့ကွက်လက်မပါတော့ဘူးမေကွန်၅ခုပဲမေကွန်တစ်ခုနှစ်မှတ်ပေးတယ်အဲ့ဒါကြတော့သူကနှစ်မှတ်တအောင်မေးတယ်တခါလေမေကွန်အတူလေးနှစ်ခုမေးတယ်တခါလေအဖြေရှည်တဲ့မေကွန်မေးတယ်ဒါမှမဟုတ်အချက်လက်၄ခုလောက်ပါတဲ့မေကွန်မေးတယ်အဲ့ဒါငါ၆ punctuation ကိုတချို့ကတိုက်ခတ်တယ်ထင်တယ်လွယ်လွယ်လေး punctuation ဆိုတာသင်္ကေတလေးတွေထည့်ရတာ full stop comma question mark အပွင့်ပိတ် apostrophe သင်္ကေတ၄လုံးလောက်ထည့်ရမယ်ဝါကြဆိုရင်နှလုံးထည့်နိုင်သူတဝက်ပေးလိရှိတယ်၃လုံးထည့်နိုင်အပြည့်ပေးလိရှိတယ်ဝါကြအစအကြီးနဲ့ရေးအဆုံး first stop နဲ့ထည့်လိုက်တာနှလုံးရှိပြီတဝက်ရပြီအလဲမှာလိုက်ရှာကြည့်အကြီးနဲ့ရေးတာလေးသွားတွေ့ရင် Egypt ဆို E အကြီးနဲ့ထည့်လိုက် Julius Caesar apostrophe S ထည့်လိုက်အဲ့လိုတလုံးထပ်တွေ့ရင်ဖြစ်လိုက်တာနဲ့အမှတ်ပြရပါပြီစကားပြောတဲ့ဝါကျဖြစ်နေရင်အဲ့ဒီ they said to he asked to he said to himself to လိုက်ရှာလိုက်မြင်တာလိုက်အဲ့ဒါပြောတဲ့သူမြင်တာလိုက်အချမ်းတဲ့စကားလုံးတွေအားလုံးကစကားဖြစ်သွားပြီအဲ့ဒီစကားလုံးတွေအဖွဲ့ဘိတ်ကော်မတီထက်အစအကြီးအဆုံး full stop ထည့်လိုက်အပြည့်ရပါပြီပြောတဲ့သူနဲ့ပြောတဲ့စကားကြားမှာကော်မထည့်ရပါတယ်တခါလေပြောတဲ့သူကအလဲမာရောက်နေရင်ရှေ့ရစကားလုံးတွေရလဲစကားနောက်ကစကားလုံးတွေရလဲစကားအဖွဲ့ဘိတ်ကော်မနှစ်စုံထည့်ရပါတယ်အဲ့ဒါလေတကယ်တော့လွယ်လွယ်လေးပါသို့တော့လေ့ကျင့်ပေးဖို့တော့လိုတယ် ခုနှစ် A ဆရာပြောပြပါပြီခုနှစ် A ရာစာရောက်ဆက်တာ30ရှိတယ်ရွေးပြီးကြည့်သွားပါခုနှစ် B paragraph writing ဆိုတာကတော့ဖတ်စာအုပ်ထည့်ရအကြောင်းအရာကိုအချက်အလက်၁၀ခုပေးထားတယ်ဝါကြ၁၀ကြောင်းရေးခိုင်းတယ်ဆက်လိုက်ရင်စာပိုက်ဖြစ်တယ်အဲ့ဒီဝါကြဖြစ်လာဖို့အတွက်သူငါးလုံးမျိုးပဲဖြုတ်ပါတယ်အေရီသာတွေဖြုတ်တယ်နန်စာဟီရီရှီရီအစ်တီသေးတွေဖြုတ်တယ် အကူပြုကရိယာ is a was we has have do dust ဖြုတ်တယ်စာကြောင်းဆက်စလုံး because they when နေဖြုတ်တယ် we bet in on at ဖြုတ်တယ်အဲ့ဒီ၅မျိုးထည့်လိုက်သူဝကြလေးတွေဖြစ်လာပြီဆက်လိုက်လို့ရှိရင်စာပိုက်ဖြစ်သွားပြီအလွတ်ချက်သွားစရာမလိုဘူးများများသာလေ့ကျင့်ပေးဘယ်နာပါထည့်ရတယ်တဖြည်းဖြည်းသဘောပေါက်လာလိမ့်မယ်အဲ့ဒါဆိုရင်အောက်မှတ်လေးမှတ်လောက်ကတော့ဝင်ပါတယ်ဥစ္စာ ရှစ် letter writing ပြောပြပါပြီအဖွင့်အပိတ်ကလေးတေချာချက်သွားပါအဖွင့်စာပိုက်အပိတ်စာပိုက်လိပ်စာတွေသူပေးထားတဲ့နာမည်တွေမှအောင်ရေးပါ your loving friend တော့သူကမှအောင်မရေးနိုင်မယ် like l o v i n g ပါပြီးတော့အလဲစာပိုက်ကိုသူဘာရေးခိုင်းတဲ့တေချာကြည့်ပြီးတော့ဂယူရစိုက်ကလေးနဲ့ရေးလိုက်ပါ0တော့မရနိုင်ပါဘူးအင်္ဂလိပ်စာကောင်းရင်ကောင်းတယ်လို့အမှတ်များများသူပေးလိုက်မယ်အင်္ဂလိပ်စာမကောင်းရင်မကောင်းတယ်လို့သူအမှတ်လျှော့လိုက်မယ်အဲ့ဒီပုံမှာ၃လေးမှတ် ရနိုင်ပါတယ်။နောက်ဆုံး essay ဒါလည်းအကြမ်းများဖြင့်ပြောပြပါပြီ။ဖတ်စာအုပ်ထည့်ကခေါင်းစဉ်မေးခဲ့တယ်။သုံးခုမှသူ မေးတတ်တာကတော့သကပုံလေးတစ်ခါလေးမေးတတ်တယ်တစ်ခါလေးလဲ ခင့်နဲ့လိုက်လျောညီထွေတဲ့ဟိုတစ်ပင်စိုက်တာဘာကြောင့်အရေးကြီးသလဲဟိုတန်တန်ရှင်းရေးဘာကြောင့်လှုပ်တဲ့သလဲဘာလို့လို့ဆိုတော့တရင်စာတွေပါလာပါပြီအတိုင်းမင်္ဂပုဂ္ဂိုလ်ကိုယ်တိုင်အမိုက်တေးကောက်နေတဲ့အတိုင်းမင်္ဂပုဂ္ဂိုလ်ကိုယ်တိုင်တစ်ပင်နေစိုက်နေတယ်ဆိုအဲ့လိုမျိုးခေါင်းစဉ်လည်းသူမေ့တတ်ပါတယ်ဒါအတော့တော်တဲ့ចောင်းသားတွေအတွက်ဆရာပြောတာနော်မတော်တဲ့ចောင်းသားတွေအတွက်ကတော့ចောင်းသားတူဦးရဲ့နေ့စဉ်ဘဝ ဒါမှမဟုတ်ရင်ကျမကြီးဘလူးယူဆိုင်လဲအာကစားဘာဘဲအာကစားဝါသနာပါတယ်စာဖတ်တဲ့အကျင့်ရှိသလားအဲ့ဒါမျိုးလေးတွေကကျောင်းသားတိုင်းကျောင်းသူတိုင်းရည်နိုင်မဲ့ခေါင်းစဉ်လေးတွေဒါမျိုးလည်းသူပေးပါတယ်အဲ့ဒီထဲကညံ့နေចောင်းသားလွဲတဲ့ခေါင်းစဉ်ကိုရွေးပြီးဖြေတော်တဲ့ចောင်းသားတော့မိမိစိတ်ကြိုက်ရွေးခွင့်ရှိပါတယ်ဆိုတော့ အဲ့ဒီဆယ်ပုတ်ကိုဆရာတခုပဲမှားပါမယ်အင်္ဂလိပ်စာကဆယ်ပုတ်ပေးထားဆယ်ပုတ်စလုံးဖြေရတယ်ဆရာတို့သင်္ချာတို့ဓာတုတို့လို့ဘယ်နှပုတ်လောက်ရရင်တော်တလုံးတစ်ခဲတည်းရတာ哦တစ်ခါတည်းအောင်မှတ်ဝင်သွားတာ အင်္ဂလိပ်စာဆရာပြောပါမယ်ဆယ်ပုတ်ရှိတယ်နော်6ပုတ်ဖြေရင် ကျင်းနေကြတယ်ဘလို့မှမအောင်နိုင်ဘူးအဲ့ဒီ၆ပုတ်မှာ40ရဖို့ဆိုတာဘယ်လိုရမလဲအပြည့်မှမရနိုင်တာအစေးဖြည့်ခဲ့တယ်15မှတ်ဘလို့ရမလဲမရဘူးအစေး15မှတ်ပေးတယ်9မှတ်ရရင်ကံကောင်းအဲ့တော့အင်္ဂလိပ်စာဆိုတာအမှတ်နည်းနည်းချင်းစုရတာနည်းနည်းချင်းစုမှ40ပြည့်တာအဲ့တော့နောက်ဆုံးဆရာပေးခြင်းနဲ့ကျန်ညာက10ပုတ်စလုံးဖြည့်ခဲ့ပါဒါပဲမှာခြင်းနဲ့နောက်ဆုံးဆရာအားလုံးဆုတောင်းပေးပါမယ်မတ်လမှာ ဖြေကြမယ်ဆယ်တန်းဆောင်မွေးကြီးကိုဝင်ရောက်ဖြေဆိုကြမယ်ចောင်းသူចောင်းသားအားလုံးဒီစိတ်တိုင်းကြအားပါတရဖြေဆိုနိုင်ပါစေကြက်ထားတဲ့စာတွေလည်းအကုန်လုံးပါပါစေအောင်စင်းထွက်တဲ့အခါတွားကြည့်ရင်လည်းတကယ်ချင်းနေတဲ့တကွအားလုံးအောင်ကြပါစေမှန်ထားတဲ့အကုန်သူတွေလည်းအကုန်လုံးထွက်ပါစေလို့ဆရာဆုတောင်းပေးလိုက်ပါတယ်မင်္ဂလာပါခင်ဗျာ